ားလုံးမင်္ဂလာပါဝိုင်းလေးပါဒီနေ့ဝိုင်းလေးက Facebook ကို TikTok မှာကို trend ဖြစ်နေတဲ့အာပစ္စည်းလေးတစ်ခုကို unboxing လေးလုပ်ချင်ပါတယ်အဲ့ပစ္စည်းလေးကတော့အဲသဘင်နဲ့ပတ်သက်တဲ့ပစ္စည်းလေးတစ်ခုပေါ့နော်ဘာပစ္စည်းလေးဖြစ်မလဲဆိုတာကိုအတူတူ unboxing လေးလုပ်ကြအောင်ဒီပစ္စည်းလေးကိုဝိုင်းလေးက Lazada ကနေမှာထားတာဖြစ်ပါတယ်အချင်းကတော့တစ်ပတ်လောက်ပဲစောင့်ရတယ်ပေါ့နော် သူ့ရဲ့ packaging တွေကဒီလိုနောက်တစ်ထပ်ပေါ့နော်ဒီလိုနောက်တစ်ထပ်ပေါ့သူ့ရဲ့ packaging တွေကပါလေးလေတိလာသပင်ကောက်ဆက်လေးဖြစ်ပါတယ်ဒီဟာလေးကလေအရန်ထရန်ဖြစ်နေရေပေါ့နော်မင်းကလေးတွေအတွက်လဲသပင်ကောက်ရတာအရန်တွေလို့ပြောတယ် အာဘယ်လိုဖြစ်မလဲတော့မသိဘူးဘူးလေးကတော့ဒီလိုလေးပေါ့နော်โอเคအဲ့ဆိုရင်ကြည့်လိုက်ရအောင်ဟွာဟိုလာလေလာလေလာလေတော်တော်လာလေတော်တော်လာလေအာအဲဒီလိုမျိုးသဘင်ကောက်တဲ့ဆက်ရဲပြီးလို့ရှိရင်ဘီးတစ်ချောင်းပါတယ်ကလစ်ကလေး၃ခုပါတယ်ဘူးလေးကလည်းချစ်စရာလေးโอเคအဲ့ဆိုရင်စန့်ကြည့်အောင်နော် အဲဒါကကြတော့ तू อ่ะအပူချိန်ကိုကြည်လို့ညှိလို့ရရယ်ပေါ့နော်ဒီဘက်မှာ तू อ่ะဒီမှာအပြင်ဘက်ကိုလိမ့်မလားအတွင်းဘက်ကိုလိမ့်မလားရွေးလို့ရတယ်အဲ့တော့ဆန်းကောက်ကြည့်မယ်နည်းနည်းလေးဆက်ပူလာလို့ရှိရင်နော်ဒီဒီစပင်လေးကိုဆန်းကောက်ကြည့်မယ်ဒီဘက်ကိုလှည့်လိုက်မယ်ဒီကနေလှည့်နေ ောက်သွားပြီစိုးပါအောင်စိုးပါဘူးဆိုတော့သမီးကနည်းနည်းတူသေးတယ်ဆိုတော့အရှိလေးရှိလေးကိုကောက်ကြည့်အောင်โอเคကြည့်အောင်ဝါလာလာလာ哦， အဲ့တော့ဝိုင်းနုစပင်အကုန်လုံးကိုကောက်ကြည့်လိုက်မယ်။ဝိုင်းကဒီတေးတော့မကောက်တော့ဘူးပေါ့နော်။အပေါ်ရံလေးတွေပဲအဲကောက်လိုက်မယ်။တကယ်တမ်းကျတော့ဒီလိုမျိုးကောက်ရတာတော့တော်တော်လေးတော့လွယ်ကူတယ်ပေါ့နော်။လွယ်ကူတယ်ရိုးရှင်းတယ်ပြီးတော့မြန်လဲမြန်တယ်။လာတယ်။ကဲဒါလေးကတော့ ဒီဆက်ကလေးနဲ့ကောက်ပြထားတာပဲဖြစ်ပါတယ်အဲတေချာလေးတော့ဝိုင်းအမလို့ရသေးဘူးเนาะဒါပေမဲ့ဒါပထမဆုံးအစမ်းပါတယ်ကိုတော်တော်လေးကိုအဆင်ပြေနေပြီသပင်ကိုသူ့ခွဲချောင်းလေးနဲ့သူအဖြည်းဖြည်းချင်း လိတ်သွားမယ်ဆိုလို့ရှိရင်အတွင်းဘက်ပဲလိမ့်လိမ့်ဒီအပြင်ဘက်ပဲလိမ့်လိမ့်ပေါ့နော်ဒီကောက်သားလေးတွေကတော်တော်လေးကိုလှတယ်ဆိုတော့ဝိုင်းကဒီဆက်ကလေးကိုသဘောကျတယ်အာဝိုင်းလေးနေနေဆိုလို့ရှိရင်8 out of 10ပေးပါတယ်ဒီဆက်ကလေးကတော့ဝိုင်းလေး Lazada ကမှာတာဘတ်329ဘတ်ပေးရတယ်ပေါ့နော်ပို့ကအပါဒီဘန်ကောက်ကိုပေါ့နော်အဲမြန်မာကွေနဲ့ဆိုတော့4000ကျော်လောက်တော့ကျတယ်အဲဒါပေမဲ့အခုဒီရဲ့ quality ကိုတော့ဝိုင်းလေးကတော်တော်လေးသဘောကျပါတယ်အဲ့တော့ဝိုင်းလိုမျိုးပဲဆိုရင်ကောက်ချင်တဲ့သူတွေဒီဆက်ကလေး ဝယ်မယ်ဆိုရင် recommend ပေးပါတယ်အဲ့တော့ဒီ video လေးကြည့်ရှုဝေးရတဲ့သူတွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဝိုင်းရဲ့ video လေးကြည့်ရှုဖို့အတွက်လည်းဝိုင်းရဲ့ page တွေအာ YouTube ကိုလည်း subscribe လုပ်ပေးထားပါအောင်နော်အားလုံးမယ်နောက် video လေးမှာပြန်တွေ့ကြမယ်တတား